အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Fred Boy and Live ရဲ့ပွဲ B 3သက်ချက်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲဒီနေ့ညမှာတော့ကျွန်တော် Brentford နဲ့ဒါ Manchester United အသင်းတို့ကမြန်မာ Sunday ချင်းကျွန်တော်တို့ဒါအာ ဗလာကျွန်တော်မြန်မာစံတော်ချင်းကျွန်တော်တို့မှားမှာဆိုလို့မြန်မာစံတော်ချင်းဒါကျွန်တော်9နာရီခွဲမှာကန်ခဲ့တယ်။အဲ့ဒီပွဲစံမှာ Brentford အသင်းကအိမ်ခွေးမှာကျွန်တော်၄ဂူ၃ဂူနဲ့အတူဒါ Manchester United အသင်းကိုနိုင်ခဲ့တယ်ပေါ့နော်။အဲ့တော့ Ruben Amorim နဲ့အခုလက်ရှိမှာဒါကျွန်တော် Premier League ရှုံးပွဲတဖြည်းဖြည်းနဲ့များလာခဲ့တာမှန်မဲ့ဒါကျွန်တော်တို့ Europa League ခြေစွမ်းရတာကောင်းနေလို့ဒါ United အသင်း Printer ပြိတ္တရီနဲ့လက်ရှိမှာဒါကိုနားလည်ပြီးသားဖြစ်တယ်ပေါ့နော်။လက်ရှိမှာဒါ Manchester United အသင်းနေနဲ့ဒါကကျွန်တော် Premier League ဒါကျွန်တော်နောက်ဆုံး ကျွန်တော်ဘယ်နှပွဲမြောက်လဲဒါ Manchester United အသင်းနဲ့ကျွန်တော်နောက်ဆုံး Premier League 5ပွဲမှာ5ပွဲလုံး9ပွဲပျောက်ထားတယ်ဒါကျွန်တော်တို့2ပွဲတည်ရဖြစ်ပြီးတော့3ပွဲရှုံးထားခဲ့တာကိုတွေ့ရမှာအဲ့တော့ဒါ record အနေနဲ့ဆိုရင်တော့ Manchester United အသင်းနဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ရမှတ်အားဖြစ်တော့ဒါရော့ခဲ့ပြန်ပြီပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ညီကို2ယောက်ပါပဲဒါကျွန်တော်တစ်ဖက်က Tottenham Hotspur အသင်းနဲ့ Manchester United ကဒါအကိုကြီးညီလေးပေါ့နော်ကျွန်တော်ဒါအခုလက်ရှိမှာဒါရှစ်တစ်ဘက်ကတမတ်လောက်ကွာသွားခဲ့တဲ့ Tottenham Hotspur အသင်းကိုဒီတစ်ဘက်မှာဒါကျွန်တော်တို့ Manchester United ကညီလေးကိုကြီးတမတ်ပြန်ပြီးတော့လာပြန်လိုက်လို့ရအောင်ဒါပုံစံမျိုးလုပ်သွားမှာပေါ့နော်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် အမှန်တိုင်းပြောမှဆို Manchester United အသင်းနဲ့ရုပ်ပြက်ဆင်းပြက်ရှုံးပွဲတစ်ပွဲမဖြစ်အောင်တော့ဒါအကောင်းဆုံးလုပ်ပြသွားနိုင်ခဲ့တယ်။ဒါ4-1ဆိုတဲ့ရလဒ်တစ်ခုနဲ့ဒါ Manchester United အသင်းနဲ့ဒါကျွန်တော်ရှုံးနေနေခဲ့ပေမဲ့နောက်က2-0ပြန်လိုက်သွင်းပြီးဒါကျွန်တော်ယင်ခုံရတဲ့ moment တစ်ခုတော့ဖန်ပြီးပြသွားခဲ့တယ်။နောက်ကျသွင်း9နဲ့တွေ့တာ Manchester United အသင်းနဲ့အကောင်းဆုံးပြန်လာဖို့အတွက်ကြိုးစားခဲ့ပေမဲ့ဒါစိတ်မမီသွားခဲ့တော့တွေ့ရမှာပေါ့။အဲ့တော့ဒီနေ့ပုံစံမှာ Brentford ကတော့ရှင်းပါတယ်။သူတို့ရဲ့အားသာချက်တစ်ခုဖြစ်တဲ့ counter transition တကူကောင်းကောင်းကြီးဒါကျွန်တော်လုပ်ပြသွားခဲ့တာတွေ့ရမယ်။ပထမဆုံးသွင်း9ကတော့ကျွန်တော်တို့ show ရတဲ့ ကျွန်တော်အုံကိုဖြစ်ခဲ့ပြီးတော့ဒါကျွန်တော်တို့ကေဗင်ရှာဒီကနေပြီးတော့33မိနစ်မှာတကုတ်ဒါကျွန်တော်မိနစ်80မှာတကုတ်အာနိုင်တီကြစီမဲ့ဂိုးကိုရတာကျွန်တော်တို့ကာယော့ဒီရဲ့ပေပိုမူကိုရတာယူရယ်ဝစ်ဆာကနေတွင်းသွားခဲ့တာကိုတွေ့ရမှာအဲ့တော့ဒီဘက်ကမန်ချက်စတာယူနိုက်တက်ကဒီနေ့ပွဲစမှာဒါကျွန်တော် line up ကိုကြည့်မယ်ဆိုရင်တော့ဒါတီကြတကုတ်ကနီးပြအနေနဲ့ဒီပွဲစဉ်ကိုဒါကျွန်တော်တို့ခေါင်းထဲမှာအဲ့လောက်မထည့်ဘူးဆိုတော့တွေ့ရမှာဒါပြင်ကျွန်တော်လူငယ်တွေကိုဒီနေ့ပွဲစမှာနေရာပေးခဲ့လို့ပြောရမှာဒါပေမဲ့ဒီနေ့ပွဲစမှာလူငယ်တွေညံ့လာတဲ့ဆိုင်တော့လူရှော့ကပူညံ့နေတယ်လို့ပဲပြောရမှာအဲ့လာမယ့်နေရာဒီမှာလူရှော့မန်ချက်စတာယူနိုက်တက်အသင်းကနေပြီးတော့ထွက် ဖို့အတွက်တဖြည်းဖြည်းနဲ့များလာခဲ့ပြီလို့ပြောလို့ရမယ်တော့မပါအဲ့တော့ဒီနေ့မှာဒါကျွန်တော်ပထမဆုံးညင်းရမှာဒါကျွန်တော်စီမင်းစီကန်းနေရဲ့အကြောင်းလေးနည်းနည်းလေးပြောအောင် အဲ့တော့ Matthew S. Delit ဒဏ်ရာနေတာကို Brentford ကစားသမားတွေမရက်ပြီးတဲ့ကိစ္စပေါ့နော်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတချို့ကြတာ complaint တွေရတယ်ဒါကျွန်တော်ကကစားသဖက်တင်းတွေကဒါလုံးဝမရက်ဘူးအမှန်တမ်းပြောရက်ပြီးစရာမလိုပါဘူးကောင်း injury ကလွင်လက်ရှိမှာဒါကျွန်တော် IFBA IFAB ရတာကျွန်တော်တို့လက်ရှိစီမင်းစီကန်နေအရာဆိုရင်တော့ဒါ Manchester United အသင်းရဲ့ကစားသမားဒါကျွန်တော်ဥကောင်းဒဏ်ရာကမဟုတ်ဘင်းနဲ့ဒါကျွန်တော်တို့ Bright တိုင်းမှာ Brentford အသင်းနဲ့ဘယ်ဘယ်တယ်အဲ့တော့ ပို့ပြီးတော့ဒါဖြစ်သွားခဲ့တာ Bradford သိနေတာ maybe ပေါ့နော်ဒါကျွန်တော်ကွင်းလယ်လောက်မှာဖြစ်ရင်တော့ရက်ပင်းရက်ပင်းလည်းမသာသူတို့အနေနဲ့ season လောက်မှာဖြစ်သွားတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့မရက်ပြီးခဲ့မယ်နဲ့ဆက်လက်ပြီးကန်တဲ့ကနေကျွန်တော် Kevin Shada နေဒါကျွန်တော်တို့ အနိုင်ကိုကိုရသွားခဲ့တာဖြစ်တယ်ပေါ့နော်ကေဗင်ရှာတာနေဒီနေ့ပွဲစမှာဒါတိုက်စစ်မှုတွေမှာဒါကျွန်တော်တို့အံပွဲမှုနဲ့တူတာအရက်အရာဖြစ်နည်းနည်းလေးဒါကျွန်တော်တို့ဟိုကေဗင်ရှာတာအဲ့လောက်တော့မပူဘူးလေဒါပေမဲ့ကျွန်တော်စဉ်းစားမှာကေဗင်ရှာတာအဲ့တော့ကေဗင်ရှာတာရဲ့ twin ကိုဒီနေ့ပွဲစမှာ header တွေဒီပဲတွေးခဲ့ရတယ်အဲ့တော့ဒီနေ့ပွဲစမှာဒါကျွန်တော် Manchester United အသင်းနဲ့ Brentford အသင်းရဲ့ counter pressing တွေကိုလုံးဝမခံနိုင်ဘူးအထူးသဖြင့်ဒါကျွန်တော်တို့ Yaren Wissa အံပွဲမှုဒါကျွန်တော်တို့ကေဗင်ရှာတွေရဲ့ဒါကျွန်တော်အုပ်စုတွေမှာဒါပေမဲ့ဒီနေ့ပွဲစမှာတကယ်ကိုချီးကျူးစရာကောင်းတာကဒါကျွန်တော်တို့ Brentford အသင်းနဲ့ Kyle Odie ရဲ့ဒါ fullback ကစားသမားလေးဖြစ်တဲ့ Kyle Odie ပါ Kyle Odie နဲ့ဒီနေ့ပွဲစမှာသူ့ရဲ့ဒါ တော်လုံးဝ movement တွေကိုခဏခဏတွေးကြရတယ်သူเนี่ยဒီ right back နေရာမှာတော်တော်လေးကို mic တဲ့ဒါကျွန်တော်တို့ခြေစွမ်းတစ်ခုတွေးကြရအဲ့တော့ဒီနေ့ပွဲစဉ်မှာ Bradford အသင်းတော်ပြန်ကြည့်မယ် Bradford အသင်းတော်ကဒီနေ့ပွဲစဉ်ကတော်တော်လေးကိုအဆင်ပြေခဲ့တယ်ပေါ့ရမှတ်၃မှတ်ရပြီဖြစ်ခဲ့ကြအောင် Bradford အသင်းရဲ့ asset လက်ရှိမှာအဆင့်၉နေရာကိုတက်တလန်းသွားခဲ့ပြီအဲ့တော့ပြောချင်တာက corporate league အတွက် Bradford အသင်းမှာမျှော်လင့်ချက်ရှိသွားပြီဖြစ်တယ်ဘုံမောင်းနဲ့ခုလက်ရှိမှာတတ်မှတ်ပဲကွာတယ်လာမယ့်ပတ်မှာ AFC ဘုံမောင်းက Aston Villa လို့ပွဲချက်တပြိုင်မှုနဲ့တွေ့နေရတဲ့အချိန်မှာ Bradford အသင်းကလက်ရှိမှာ Ipswich လို့အသင်းမှုနဲ့တွေ့ရတဲ့အတွက်ကြောင့်မလို့လာမယ့်အပတ်မှာတော့ဒါကျွန်တော်တို့ bravo အသေးအနေနဲ့ဒါ AFC ဘုံမောက်ကိုဒါကျွန်တော်တို့အဲကြော်နိုင်မယ်လို့တို့တို့ကိုတို့ confidence ရှိမယ်ဆိုတော့ဒါ Thomas Frank ရဲ့ဒါကျွန်တော်တို့ဒါ Brentford အသင်းကိုဒါတန်တက်တဲ့အသင်းတသင်းဖြစ်တဲ့အပြင်ကိုတို့တို့အနေနဲ့ဒါကျွန်တော်တို့ဥရောပဝင်ဝင်ရအောင်လုပ်ပေးတဲ့အသင်းတသင်းမှာဖြစ်လာခဲ့မယ်အဲ့တော့ဒါကျွန်တော် AFC ဘုံမောက်နေတဲ့ Brentford တွေရဲ့ဒါကျွန်တော်ဥရောပဒါ Conference League ဒါကျွန်တော်ပြိုင်ပွဲတွေလည်းဒါကျွန်တော်ပြင်းထန်အောင်မယ်လို့မြင်တယ်အဲ့တော့ ဒီနေ့ပွဲစဉ်မှာနောက်တစ်ခုအနေနဲ့ပြောမယ် Manchester United အသင်းတားကျွန်တော်လူငယ်တွေကိုဒါကျွန်တော်တို့ကစားကွက်ဆန်းခဲ့တာအဲ့တော့အဲ့ဒီကိုဒါကျွန်တော်တို့ပြောလို့မရအောင်ဆိုတော့လက်ရှိမှာ Manchester United အသင်းတားကျွန်တော် Bilbao နဲ့ဒါဒုတိယပွဲမှာလက်ကျန်ကန်မှုရှိတယ်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ Manchester United အဓိကကစားသမားတချို့ဖြစ်တဲ့ဒါကျွန်တော်တို့ Harry Maguire တို့ဒါ Bruno Fernandes တို့ဒါကျွန်တော် Ahmed Diarra တို့လူဒီကစားသမားတွေကိုကောင်းကောင်းကြီးနားပေးခဲ့ Maguire ကိုလည်းဒါကျွန်တော်ကောင်းကောင်းကြီးနားပေးခဲ့ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Manchester United အတွက်သတင်းစိုးတစ်ခုပြောပါဆိုရင် Matthew Delict တကအခုကျွန်တော် ဒဏ်ရာပြန်ရသွားခဲ့ဖြစ်တယ်အဲ့တော့ငကိုတဲကတော့ကျွန်တော်ဒဏ်ရာလေးပြန်ကောင်းလို့ပြန်လဲတက်တာလို့ပွဲထွက်ခွင့်ရတဲ့ Matthias Delit အနေနဲ့35မိနစ်မှာဒဏ်ရာရသွားခဲ့တယ်အဲ့တော့ခုနပြောခဲ့သလိုပဲအဲ့ဒဏ်ရာကတော့ဒါအဲ အဲပြောမယ်ဆိုအဲ့ဒဏ်ရာကိုဘာလို့မရက်ပေးလဲဆိုတော့ရက်ပေးစရာမလိုလို့မရက်ပေးတာပါအဲ့တော့ဒါကကုနာဘတဖက်ရဲ့ကစားသမားတွေရဲ့ favorite ကိုဒါကျွန်တော်ခင်ဗျားတို့အနေနဲ့ဒါကစားအားကစားစိတ်သက်ကိုတော့ဒါဝိုင်းပြီးပြောလို့ရရတယ်မဲ့အခုလက်ရှိမှာစီမင်းစီကဲအရာတော့ဒါကစားသမားတယောက်အနေနဲ့ကွင်းထဲမှာလဲကျနေရက်ပေးစရာမလိုဆိုပဲဥကောင်းဒဏ်ရာကလွင်ပေါ့နော်တော့ဒီညမှာဒါမက်သူရဲ့ဂျလစ်ကတကယ်နာသွားတာကိုတွေ့ရမယ် United အသင်းနဲ့မက်သူရဲ့ဂျလစ်ကိုထပ်မံပြီးတော့ဒီတိုင်းဆို social off ရှိတယ်လူရှောတော့ကျွန်တော်အနေနဲ့ပြောမယ်ဆို Manchester United အသင်းကနေ out of touch ဖြစ်သွားပြီလို့မြင်တယ်လူရှောနေတာကျွန်တော်အခုလက်ရှိအချိန်ထိပေါ့နော်နီးပြကလည်းဒီဘဲကိုဒါကျွန်တော်ဝင်းဘက်ပုံစံမျိုးမသုံးချင်ဘူး ်တက်ဆန္ဒဘက်ပဲတုံးကျင်တယ်ဒါလူရှောကလည်းတက်ဆန္ဒဘက်မှာဆော့တာတော်တော်လေးအဆင်မပြေတာကိုတွေ့ရမှာတော့ဒါရေရှည်ရကကျွန်တော်မြင်ပုံလူရှောအနေနဲ့ဒါမန်ချက်စတာယူနိုက်တက်ဒီမှာအနာဂတ်ရှိဖို့တော်တော်လေးကိုခဲယဉ်သွားခဲ့ပြီလို့မြင်တယ်ဒါပေမဲ့ဒီနေ့ပုံစံမှာဒါကိုဘီမိုင်းနူအနေနဲ့ကျွန်တော်တော်တော်လေးကိုဒါအဆင်ပြေခဲ့မယ်ထင်မယ်ကိုဘီမိုင်းနူကိုတော့အများကြီးမတွေ့ခဲ့ဘူးမေဆမောကတော့သင်ကိုရခဲ့ပြီသူအနေနဲ့ဒါလူတွေရုပ်ချောပေးုံနေမဟုတ်ပဲနဲ့ဒါလက်ရှိမှာဒါကျွန်တော်တို့အဲကိုတိုင်းမှာဒါကျွန်တော်လုတ်ပြကိုကိုသွင်းနိုင်ခဲ့ပြီဆိုပြီးတော့ဒီနေ့ပုံစံမှာဒါကျွန်တော်တို့ကာနာချူပါပဲကာနာချူနဲ့ဒါတလုံးဖန်တီးပေးခဲ့သူကိုတိုင်းနဲ့တော်တော်လေးကိုတေသက်လှပလို့နဲ့သွင်းကိုတ ခုပြလာခဲ့တယ်။အာမက်ဒီယာလိုနဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တပွဲလုံးတိုင်းတိုင်းအနေနဲ့ခြေစွမ်းရ သိပြီးတော့ထူးထူးခြားခြားပြောစရာမလိုပေမဲ့ဒါကျွန်တော်တလုံးဆိုတလုံးလုံးပြခဲ့တာကိုတွေ့ရမယ်ဒါ deflection ပဲဖြစ်ဘလူးပဲဖြစ်ဒါအာမက်ဒီယာလိုရဲ့ twin core ဒါကျွန်တော်ပြိတ်သက်တွေကိုနောက်ဆုံး movement တွေဒီရင်ခွန်လုံးပြခဲ့တယ်ဒါပေမဲ့တစ်ဖက်ရဲ့ thomas frank အသင်းကအခုလက်ရှိမှာဒါကျွန်တော်တို့ဒါ table အရဆိုတော့တော်တော်လေးကိုအဆင်ပြေလာတဲ့အပြင် thomas frank အသင်းကအခုလက်ရှိနောက်ဆုံးပြိုင်ပွဲဆို9ပွဲမှာပါဒါကျွန်တော်တို့3ပွဲဆက်9ပွဲနဲ့အတူဒါကျွန်တော်တို့လုံးဝကျွန်တော်တို့ဒါခြေစွမ်းကောင်းတွေကိုပြသထားခဲ့တဲ့အပြင်ဖြစ်တယ်အဲ့တော့ thomas frank လာကျွန်တော်ခုနပြောခဲ့ပြီကျွန်တော်အသင်းကိုဒါနီးပြလှုပ်ဖို့စိတ်ဝင်စားကျွန်တော် zavi ထက်ဆိုင်တော့ကျွန်တော် thomas frank ပူကြရတယ်မှာပါဘာလို့ thomas frank adapt map လုံးလို့တော်တော်လေးကိုတော်ရဲနီးပြရတယ်ပါကျွန်တော် RU လာလို့ဘောက်တက်စာကျွန်တော် preference ကိုတော်တော်လေးသဘောကျရတယ်ပါထားပါအဲ brand ဖို့အတင်းဒီနေ့ poison မှာဒါကျွန်တော် thermal friend ရတာကျွန်တော်တို့ counter transition တွေက Ruben Amorim ရဲ့ဒါကျွန်တော်တတိပတ်အသင်းကိုတော်တော်လေးကိုနိုင်ယူသွားခဲ့တယ်လို့မြင်နေဒါပို့ဆိုးသွားခဲ့တာ2-1နဲ့ရှုံးနေတဲ့ချိန်မှာ Manchester United အသင်းနဲ့နိုင်ဂျင်ဇွန်နဲ့ဒါသူတို့ရဲ့ဒါကျွန်တော်တို့ full back တွေဖြစ်တဲ့ဒါကျွန်တော် Fredrickson တို့ဒါကျွန်တော်တို့ Shaw တို့ကိုဒါကျွန်တော်တို့အဓိကအောက်ဆိုပါ Fredrickson ကိုကျွန်တော် Drogu နဲ့ဒါ Armas ဆိုအလွန်ကျွန်ရှစ်တက်သွားခဲ့တဲ့အဥစ္စာကိုဒါကျွန်တော်တို့တွေ့ရမယ်တဲ့မှာပါအဲ့တော့ Bergner ကဒီနေ့ပွဲစမှာဒါကျွန်တော် goal လိုချင်တဲ့ဇွန်နဲ့ဒါကျွန်တော်တိုင်ပတ်သွားခဲ့တယ်ဒါပေမဲ့ Drogu ကိုထုတ်ပြီးတော့ဒါကျွန်တော် Manchester United အသင်းနဲ့အပြောင်းလဲလုပ်တယ်အပြောင်းလဲလုပ်တော့လည်းတိတ်ပြီးတော့တိတ်ပြီးဘာမှတိတ်မထူးပါဘူးဒါကျွန်တော် ခုနပြောအဲ့ကနေပဲတောက်လျှောက်ဂိုးပေးရတယ်အဲ့တော့ဒါမန်ချက်စတာနဲ့အတင်းနဲ့အက်သလက်တစ်ကိုဘီအက်သလက်တစ်ဘီဘောင်နဲ့ပွဲစဉ်မှာဒီလိုမျိုးအများကြီးထပ်မလို့ဖို့အများကြီးအများကြီးရေးကြည့်တော့ကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့အဓိကတော့ counter transition တွေပါလာမယ့်ဒါအက်သလက်တစ်ဘီဘောင်မှာဒီလိုမျိုးမြန်ဆန်တဲ့ကစားသမားတွေဖြစ်တဲ့ Nico William တို့ဒါကျွန်တော်တို့ Inaki William တို့လို့ဒါမြန်ဆန်တဲ့ကစားသမားတွေရှိတော့ Manchester United အသင်းအနေနဲ့တော်တော်လေးကိုဒါကိုဂယုဆိုင်ရမယ်လို့တချက်တော့ပြောပြစီဒါမျိုးလည်းပြောတာ 3C ဆိုတဲ့ရလက် comfortable ဖြစ်မယ်မပေါ်စားဘူးလို့လည်းဆိုတော့ပြောပြစီဒီနေ့ပုံစံမှာဒါကျွန်တော်တို့အရေးအယောင်တွေကောင်းတာကတော့ Alejandro Garnacho နဲ့တော်တော်လေးကိုအဆင်ပြေတယ်တော်တော် ော်လေးကိုမိုက်တယ်သူ့အနေနဲ့ကြီးရရှုဟာအဆင်ပြေတယ်လို့ပြောလို့ရမယ်တဲမှာပါတယ်တစ်ဖက်ကတော့ကျွန်တော်အာမက်ဒီယာလို့လည်းဂိုးသွင်းပြီးပြန်ပြီးတော့ပြတ်သားခဲ့တယ်အဲ့တော့ဒီနေ့ပုံစံမှာလာကျွန်တော်လူငယ်လေးဖြစ်တဲ့တာဖရက်ဒရစ်ဆင်အတွက်ကတော့ကောင်းမွန်တဲ့ပွဲထွက်ခွင့်တစ်ခုမဟုတ်ခဲ့ဘူးလို့ပဲဆိုရမယ်တဲမှာပါအဲ့တော့ဒီနေ့ပုံစံမှာလာကျွန်တော်မန်ချက်စတာယူနိုက်တက်တင်နေတာနောက်တန်း3ယောက်ရှိရတယောက်ကိုတန်းနဲ့ဆုံးဆုံးလိုက်တယောက်ကတော့ခြေစွမ်းရတော်လေးကိုညံ့နေတယောက်ကတော့လူငယ်လေးဖြစ်တယ်အဲ့တော့လူတော်များပြောတဲ့နောက်တစ်ခုဖြစ်တာ LT ဘယင်နာဖမ်းတဲ့ပွဲစဉ်ဆိုဂိုးများပေးရတယ်ဆိုရင်တကယ်လည်းဂိုးများပေးရတယ်တဲမှာပါအဲ့တော့ဘယင်နာညံ့နေမညံ့ဆိုတာဒီနေ့ပုံစံမှာတစ်ဖက်ရဲ့ဂိုးတွေကလည်းကောင်းနေတယ်တဲမှာပါပါတော်တော်လေး ကိုတည်ကြတယ်ကျွန်တော်နေတယ်ကျွန်တော်ပထမကီယိုတင်းနဲ့ဝစ်ဆာရဲ့အတွင်းကိုကျွန်တော်လူကျုံတယ်လို့တောင်းထင်တာမကျုံဘူးဗျတော်တော်လေးကိုအဆင်ပြေခဲ့တဲ့အတွင်းကိုတခုဖြစ်တော့ဒီနေ့ပွဲစမှာဒါ Thomas Frank ရဲ့ဒါအင်ဇာလုပ်ပြအမှုကတော်တော်လေးကိုအေးပါခဲ့လို့တစ်ဖက်ကလူငယ်တွေကိုပွဲထွက်ခဲ့တဲ့ Manchester United အသင်းတွေနဲ့လူငယ်တွေဘလောက်လုံနိုင်လဲဆိုတော့လေအာမိုရင်းတွေ့သွားမယ်လို့မျှော်လင့်နေတချို့လူကြီးတွေကတော့အခုချိန်လေးဒါကျွန်တော်ညံ့နေတဲ့လူကြီးတွေအများကြီးအများကြီးရှိပါတယ်။အော်အဲ့တော့ Manchester United အသင်းတွေကခုလည်းရှိချိန်လေးတိုက်ရှင်ညမှာ Obi Martin နဲ့အနည်းငယ်များတော့ရုံးကန်နေရဆဲဖြစ်ပါတယ်။ဒါလောက်ပါပဲ။အဲ့တော့အများကြီးပြောစရာမရှိဘူးဒါပေမဲ့ United အသင်းတွေဒီနေ့ပွဲစမှာရမှတ်တော့ယုတ်သွားခဲ့နေသွားခဲ့တာပဲပြောရမှာဖြစ် တာပဲလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0တဲ့ DB4U တို့မှာကျင်းလူစံပေါင်းကွန်ကြီးလို့ရပါတယ်များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့အောက်က comment တွေမှာလည်း youth sport media 3.0နဲ့ DB4U ရဲ့ link လေးတွေကို tag youth sport media 3.0နဲ့ DB4U ကိုအာထည့်ပေးထားကြတော့များစွာကွန်ကြီးပြလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရရများများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့များများကလစ်မှမြန်မြန်နံဖြစ်ပါတယ်အားလုံးကြိုတူပါတယ်ကျွန်တော်တို့နောက်မှ AACC တွေ့ကြတာပေါ့များများကလစ်မှမြန်မြန်နံဖြစ်ပါတယ် 别跑，别。